အစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါမှာနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးခြင်းပေါက်တွေကနေပြီးနားဩဒါတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဘုရားလောင်းလေးကစဉ်းစားတယ်ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွေးခြင်းပေါက်ကအစာလာထက်မယ်ဆိုရင်ငါရဲ့အလုပ်ဟာတန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုရှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ် တလက်ဆောင်လို့ခေါ်တာလက်ဖွာလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံလိုက်ခုံပြီးတော့ရေထက်ကြည့်လိုက်လို့ရှင်အဲ့ဒီလက်ဖွာထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ်နော်တလက်ဆောင်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော်ကိုယ့်လက်လေးကိုကိုယ်ပက်လက်လှမ်းလိုက်လက်ဖွာလေးကိုပက်လက်လှမ်းပြီးတော့ခတ်ခုံခုံလေးလှုပ်လိုက်ခတ်ခုံခုံလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာရေထက်ကြည့်လိုက်ရင်ဘယ်လောက်ရေဆမ်းမလဲအဲ့ဒီအတိုင်းအတာပမာဏလောက်လေးကိုသူစားမယ်လို့ တနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့တနေ့ကုန်တရားကျင့်အာဟာရဖြတ်ပြီးတော့တရားကျင့်အဲ့လိုတရားကျင့်တဲ့အခါကျတော့အစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်လာလိုက်တာအသားရောင်တွေကလည်းတခါတည်းညှို့မဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြိုင်ပြိုင်ကျဒုက္ခရစရိယာကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲအဲ့ဒါအဲ့ဒီအဆင့်ရောက်နေတဲ့အချိန်ကိုပြောတာနော် အသားသွေးတွေခန်းချောင်ပြီးတော့အယိုးပြိုင်ပြိုင်ကြတဲ့အနေထားထိအောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်နေတယ်။မျက်လုံးကလည်းဟောက်ပက်ဘိုက်ကင်လိုက်လို့ရှိရင်ကြော့ထိအောင်ဘိုက်ကြီးကလည်းချက်နေတာ။ဘလောက်ထိအောင်အခြေအနေဆိုးလာတော့ဆိုလို့ရှိရင်လက်ကိုလက်မောင်းတို့ပါတော့ကိုလက်တစ်ဖက်နဲ့တတ်လိုက်မယ်ဆိုလို့ရှိရင်အမွှေးလေးတွေကျွတ်ပါသွားတယ်တဲ့။အဲ့လောက်ထိအောင်အခြေအနေဆိုးသွားတယ်ဒီလိုပြောတာနော်။မျက်လုံးကလည်းပဲဟိုးရေထွင်းတဲ့က အမတမနဲ့တဲ့ရေထွင်းကိုကြည့်လိုက်လို့ရှင်ရေလေးကဟောက်အောင်မှရှိရတယ်လို့ရလုံးကြီးကလည်းဟောက်ပက်ကြီးဖြစ်နေတယ်တဲ့အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နန်းနန်းတို့နဲ့ကျုပ်ကျုပ်တို့ဒီလိုတွေဖြစ်လာတာနတ်တွေကအမျိုးမျိုးပြောကြတယ်ရဟန်းတော်မဟာအသားတွေညိုသွားတယ်အသားတွေမဲသွားတယ်တို့ဒီလိုအမျိုးမျိုးပြောကြတာနော်အဲ့ဒါလို့ပင်ပင်ပန်းပန်းဆေးရဲတွေကျင့်လိုက်တာအစွမ်းကုန်ကျင့်တော်လဲပဲသူလိုချင်တဲ့အသိဉာဏ်တစ်ခုရမလာပါဘူးတဲ့ရမလာတော့ စဉ်းစားတယ်သိရအညောမဲ့ခေါ်ဘောဓာယအတိညာရဖို့အတွက်ဒီလမ်းတော့မဟုတ်တော့ဘူးတခြားလမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအတိဝင်လာတယ်အတိဝင်လာတဲ့အခါမှာဘာသွားတတိယလုံးလို့ဆိုတော့ငငယ်လေးတုန်းကထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့ပထမဆန်း